လာပါ New Life Education Center ကနေပြီးတော့ဒီပပါရီဒီကတော့ဒီနေ့မှာဒေတာဘီဘုတ်လက်ွယ်ချင်မှုရာအတွက်ဒီရှေ့ software လေးတခုနဲ့လိုက်ဆက်သူနော်အဲ့တော့ဒီရှေ့တို့အရှိမှာ Microsoft Word ရှေ့မှာ AASD Earth JKSC မျိုးကိုလည်းအစရှိတဲ့ဖြင့်လက်ွယ်တင်မှုတင်နည်းတွေနော် keyboard ကလေးပေါ်မှာလက်ကလေးဘယ်လိုတင်ရတာလဲနောက်အဲ့ key တွေပေါ်မှာဘာလေးရှိတာဘာတွေရှိတာလဲဘယ်နေရာမှာဘာ key တွေရှိတာလဲလို့တချို့ကအချင်းအချင်းအဖြစ်မှတ်ပြီးသွားပြီဆိုရင်တကယ်တမ်းလက်ကွက်လေးကျင်းရမှာပြီကဲတော့ Microsoft ဝါတွေမှာလေးကျင်းလို့မရတော့ပါဘူးဒီမှာတွေ့လားမသိဘူးဒီချက်ဆွဲပြမယ်နော် Cody ဟာလေးပါနော်ကျတော့ကတော့ Mavi Beacon Idol လေးဒီ icon လေးပေါ့နော် Mavi Beacon software လေးလို့ခေါ်ပါတယ်အဲ software လေးကိုဖွင့်မယ်ဆိုရင် ဒါပဲကလေးနှိပ်ပြီးဖွင့်ရပါမယ်အဲ့တော့ဖွင့်လိုက်တဲ့အချိန်မှာမြင်ရလားမသိဘူးဒီလိုမျိုးပထမအဆုံးကြော်ညာလေးအရင်ကြာမှာပေါ့နော်ခဏလေးဆက်ဆိုတော့ဒါဆိုလို့ရှိရင်မတီချဲတော့ငါတွေ့လာဒီမှာနှစ်ခုလေးအဲ့ဒီနှစ်ခုကဘာကိုပြောတာလဲဆိုလို့ရှိရင်ဒီအဲထဲမှာအတုံးပြထားတယ်ပေါ့နော်ဒီထဲမှာရိုက်ထားဖို့တဲ့ user ရဲ့နာမည်ကိုပြောတာ ကျွန်တော်အောက်မှာနယူရဲ့ဒလိရဲ့ okay ရဲ့ရှိတယ်။ဘောပထမဆုံးအခုမှစပြီးဒီ game ကိုဝင်မှာဖြစ်တဲ့ LW မျိုးလေးမှာတစ်ချက်နေပါ။မှာကြည့်လိုက်ပါ name ဆိုတဲ့နေရာလေးတွေလား။ Antar Nehia ဒီနေရာမှာနာမည်ရိုက်ထည့်ပါလို့ပြောတာ။အဲ့ဒါကျေရောအိမ်သားလေးမှာနာမည်ရိုက်ထည့်လိုက်ရုံပဲအခုလက်ရှိလောလောဆယ်တော့လက်ကွက်ဆိုင်ရိုက်တဲ့အချိန်မှာစစ်စာအောင်မှာဖြစ်ပါတယ်ဥပမာဘယ်နေရာမှာဘာကီးလေးရှိတော့နောက်လို့ဆိုဒီဆရာရှိမှာ ASDF ရိုက်ထားပြီးသွားပြီလေဒီဆရာတော့ဒီကဲ channel လေးနာမည်ပဲရိုက်လိုက်မယ်နော် ဒါဆိုဒီချက် new life လို့ပဲရက်လိုက်မယ်เนาะ new life လို့ရက်ပြီးတော့ဒီချက် okay လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီမှာတွေ့လာမသိဘူး new life ဆိုတဲ့နာမည်လေးနဲ့ဝင်နေပါလိမ့်မယ်ဒါဆို okay လေးတစ်ချက်နှိပ်ပါအဲ့လိုပါနော် screen share နေတော့ဘူးအဲ့ဆိုရင်ဒီလေဒီထုံးมาတာเนาะအဲ့ဆိုရင်ဒီခေပြန်ဆောက်မယ်เนาะ ဒါဒီကျတော့ new life လေးကိုဒီခုနနာမည်လေးပေးပြီးတော့ဖြစ်တဲ့အတွက် new life လေးကိုနိုင်လည်းပြီး okay ပါနိုင်လိုက်မယ်။အဆိုရင်ဇာတ်ပေါ်ကလေးဒီထဲမှာလေးအများကြီးပဲပါတယ် lesson fridays game cultural lesson report saturday herb pay user agent ဆိုပြီးတော့ပေါ်ရတယ်မှာဒီကျတော့အပေါ်ဆုံးက lesson လေးကိုတစ်ချက်လောက်ယူပါမယ်။ဘာကြောင့်လဲဆိုတော့ကိုဒီအခုမှစပြီးတော့ computer ကိုလေ့ကျင့်มาဖြစ်တဲ့အတွက်ကြောင့်မို့အဲ့မှာကျတော့စာတန်းလေးနှစ်ခုပေါ်ပါလိမ့်မယ်။ဒီဘက် level ချမ်းမှာဆိုရင် thirst my typing level လို့ပေါ်ပါဖြစ်ပါတယ်။အဲ့ဒါကကျတော့ ကိုရဲ့ဒီစာရိတ်ရဲ့ level ကပေါ့နော်ဘယ်လောက်ရှိလဲဆိုတာစစ်ကြည့်ကြတဲ့အချိန်မှာသုံးနာဖြစ်ပါတယ်ဒီဘက်ချမ်းမှာဆိုရင်တော့ first peak analysis ဖြစ်ပါတယ်ကျေရောပခုမစပြီးတော့ရိုက်မှဖြစ်တဲ့ကြောင့်ဘယ်ကိုသွားပါလဲဆိုရင် first beginner lesson လေးကိုသွားပါမယ်เนาะပြီးတော့ရင်ဒီမှာတွေ့လာမှာ SD ရာဒီ start start story ဟာလေးနေလိုက်မယ်ဒါဆိုရင်ဒီပါမယ်အဲ့တော့ အာ press a key ဆိုတဲ့ဟာလေးတွေ့လားမသိပါဘူး press တဲ့ a key ဆိုတာဘာရိုက်ခိုင်းတာဆို a ကိုရိုက်ခိုင်းတာအဲ့တော့ဒီမြင်ကွင်းကိုတစ်ချက်လောက်ကြည့်ပြပါဒီမြင်ကွင်းကိုကြည့်တဲ့အချိန်မှာတချက်တို့ keyboard ပုံစံလေးပေါ်နေတာတွေ့လားမသိဘူးဒီ output မှာလေနော်အဲ့တော့တချက်တို့ကတော့ခုနကဘယ်နေရာမှာ parking ရှိရဲဆိုတာမှတ်ထားပြီးပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဟောဒီကဒီချက်တို့လက်တွေ့အပြင်ဘက်မှာရှိတဲ့ keyboard ကိုရောဒီ monitor မှာမြင်နေရတဲ့ keyboard ကိုရောလုံးဝကြည့်ရိုက်စရာမလိုပါဘူး ။ဘာဝဲကြည့်ရရမအောင်ဆိုဒီပါ A လေး။ဒါဆိုရင်ရိုက်ကြည့်မယ်နော်။ A လေးဘက်မှာရှိရလဲပြန်ပြောမယ်နော်။ညာဘက်လက်တန်းလေးမှာရှိပါတယ်။ညာဘက်လက်တန်းလေးတစ်ချက်လေးပါ A ။အဲ့မှာမှန်နေဆိုလို့ရှိရင် key လေးတစ်ခုပြောင်းသွားပါလိမ့်မယ် s key လေးပြောင်းသွားတယ်လားတွေ့ရဆိုလို့ရှိရင် s key လေးကိုတစ်ချက်လေးလိုက်ပါပြီးတော့ရင် df ဒါဆိုရင်ဒီချက်တို့ကဒီပေါ်လာတဲ့စကလုံးလေးတွေကိုပဲလိုက်ရိုက်ပေးရမှာဖြစ်ပါတယ် ဒါဖြစ်တဲ့အတွက်ကြောင့်မလို့အဲတဲပြီးတော့ချက်ချင်းလန့်ငင်းဒိုင်းတိုင်းနဲ့မမတ်မိနိုင်ဘူးဒိုင်းမရတယ်ဘာမှမဖြစ်ဘူးဖြည်းဖြည်းချင်းရိုက်ပါဒီရှေ့ပြောပြသားပါဒါသည်ပြိုင်ပွဲလုပ်နေတာမဟုတ်ပါဘူးကိုရဖို့လေ့ကျင့်နေတာဖြစ်တဲ့အတွက်ကိုရဲ့အုံနောက်ထဲမှာဆွဲပြီးတော့မှတ်ထားနိုင်ဖို့ဒါလေးအဓိကလို့ဒီရှေ့ကခံယူပါရနော်ဒါအားဆိုရင်အဲ့ဒါလေး तू ကတလုံးချင်းရိုက်ပြီးသွားပြီဆိုရင် तू ကဘာလေးညင်လာမှာလို့ဆိုရင်အစင်လိုက်ဖြစ်တဲ့စာကြောင်းလေးညင်လာမယ်ပေါ့နော်ဒါတော့တစ်ချက်တော့ကြည့်လိုက်မယ်ပေါ့နော်ဒီရှေ့ရဲမှာဆိုရင် အဒီ typing speed ကိုကြည့်ရမှာဖြစ်ပါတယ် typing speed ကကြတော့ဒီနောက်က WBN ဆိုတဲ့ဟာလေးမြင်လားမသိဘူး WBN ဆိုတာဘာကိုပြောရလဲဆိုရင် word per minute ကိုပြောတာကတနည်းအားဖြင့်ပြောရမယ်ဆိုရင်10မိနစ်ပေါ့နော်ထဲမှာရိုင်းနိုင်တဲ့ဒီအလုံးကြီးကိုပြောတာ အဲ့တော့ဘယ်နှလုံးရိုက်နိုင်လဲဆိုရင်ဒီချက်တော့26ရှိတယ် typing speed ကဘယ်လောက်ရှိရလဲဆိုရင် typing speed က WPA ဘယ်လောက်ရှိရလဲဆိုရင်26ရှိပါတယ်ပေါ့နော်အဲ့မှာဆက်စစ်ကြည့်လို့ရတယ်အောက်မှာ error လေးတွေ့လား error ကတော့ဘယ်နှလုံးမှားလဲဆိုရင်တစ်လုံးမှားတာပါဒီလိုလေးရိုက်သွားရမယ်ကိုမရိုက် channel ဆိုဒီပေါ်မှာတွေ့လား home key လေးနဲ့ထွက်လာရင်သူကလေဒီမှာ lesson practice gain ဆိုပြီးရောဒါလေးပဲအဲ့ပါလေးတစ်ချက်ပြအောင်မယ် practice ကဘာကြီးပေါင်းဆိုစာပိုက်အရှိကြီးတွေပါတယ်ဒီ level ကလေးနဲ့နှိမ့်ဝင်သွားရောဒီလိုဒီလိုဒီလိုလေး နော်အဲ့လိုမျိုးလေးပါတယ်ဒီဟာလေးတွေကပါလဲဆိုရင်အဲ့ဒါအန်တာလေးတွေရိုက်ခိုင်းတာအဲ့လိုမျိုးလေးဒါတော့ဒီပုံမှန် sentence ပုံစံမျိုးပေါ့နော်နောက်တစ်ခုကကြတော့ game ပေါ့ game ကကြတော့ game နေကြီးပဲဒီတက်ပါအဲ့ game နေစောလိုက်ရုံနဲ့ကြရဆိုလို့ရှိရင်ဒီချေကဒါလေးမချင်းတော့ပြန်ထွက်မယ်ဆိုရင်ဘေးကထွက်အောင်ဆိုအဲ့စစ်နဲ့ထွက် yes နေလက်ပြီးတော့ဆက်လို့ရပါတယ်